ုနာမည်ယောစစ်ပါအကောင်လေးကသူ့ကိုမောကြည့်ဟုတ်လားကျွန်တော်ကအီလစ်သာမန်ထက်မပိုတော့တောက်ပြန်မှုတစ်ခုထွက်ကြလာပါသည်အကူကခီးသွားပါကျွန်တော်ကတော့ဒီရွာကပဲပြောပြီးကောင်လေးကမတ်တက်ထားရပါသည်ယခုတော့တောက်တန်တွင်မှမြေသူမရှိမနေတော့အကုန်လုံးထပ်ပေါက်မှတဆင့်ရွာတွင်တို့ပြန်လဲဝင်ရောက်သွားကြပြီဖြစ်သည်တောက်တန်ကြီးမှာခုနကဘာမှဖြစ်ခဲ့တယ်လို့လေတခုခုတိုက်ခတ်နေသည် ကြည့်နေရင်နဲ့ပင်စကားကုန်းတစ်ခုကိုခိုင်ကကောင်လေးကဇေယျပေါ်မှာဆင်းသွားသည်ထွက်ခါသွားရနောက်ကျောဟာရိုးစစ်ငေးကြည့်ရင်မှတ်ချက်တစ်ခုပြုမိသည်ဟာပပပုံစံမျိုးကိုမတွေ့ရမျက်နှာတိပ်ပြီးအကြီးအပြုံးရှားပါးမြင့်ရုပ်လက္ခဏာမျိုးရှိသည်ကောင်လေးကခုနရွာသားတွေစက်ကူကောင်များထိုးညက်ခဲ့သောနယံစီတို့ဥသည်ကတွားနေခြင်းဖြစ်ပါသည်ရိုးစစ်ကြည့်နေတဲ့မှာပင်ကောင်လေးစက်ကူကောင်များကိုနယံမှခွာယူကစကားတွင်တို့ထဲ့နေ၏ ခဏချင်းပင်အုံနေရာမှာထိုးညက်ထားသောစက်ကူကောင်များကုန်သွားသည် နောက်ဆုံးဆာရွက်ကောက်တစ်ခုကဆွဲယူပြီးချိန်တိုင်းအေးလူလူပင်ဇရွက်စီတို့ပြန်လေလျှောက်လန်းလာနေအပေါ်ရောက်တော့စကားကိုချကဆာရွက်ကောင်များကိုဖြန့်ကန်စီနေသည်ရိုးစစ်ကြည့်ပြီးတော့ဆာရွက်အများစုကတစ်ဖက်ချမ်းမာတာစပါပြီးတစ်ဖက်ကဗလာဖြစ်သည်ဘာလို့ရေးထားမှန်းတော့မသိဆာမျက်နှာနှစ်ခုလုံးသုံးထားတော့ဆာရွက်များလေးရှိသူနားမလဲပါဘယ်ရက်ဘယ်ဒေတာမှမှလည်းယခုကဲတို့လောက်ဆောင်မှုမျိုးမမြင်ဘူး ထို့အတွက်ကြောင့်ကောင်းလေးမပွင့်တပွင့်သူခေါ်တန်းကြောင့်မောကြည့်လာသည်အဲ့ဒါဘာတွေလဲကောင်းလေးရဲ့မျက်နှာမှာခက်နွမ်းနွမ်းပြုံးတစ်ခုကိုတွေ့ရသည်ပြီးတော့လက်ထဲမှာကင်ထားတော့ဆာရွက်တရွက်အားသူ့စီထိုးပေးရင်ရော့ဖက်ကြည့်လေကြပြကြရဆွဲယူကြည့်လိုက်တော့ခမရအတွက်တကယ်ကိုဝမ်းနေပါတယ်တမလွန်မှာပြောရွှင်ပါသည်ဥပဒံကောင်းလေးကနောက်တစ်ရွက်ထပ်ပေးတယ်ပထမဆာရွက်လိုပင်ဆာမျက်နှာတစ်ချမ်းသာအသုံးပြုထားတော့ ကြီးရွာတို့မိသားစုတို့ခမည်းတော်ဝန်ကြီးပါတယ်ခမည်းဆိုင်ပြိုးခဲ့တဲ့တပင်တွေခမည်းတူးဖော်ခဲ့တဲ့ရေကန်တွေရဲ့အကျိုးကိုမြင်တွေ့ခွင့်ရမသွားပေမဲ့ကျွန်တော်ယုံကြည်တယ်တစ်ချိန်မှာကျွန်တော်တို့ရွာကြီးခမည်းဖြစ်စေခြင်းတို့အေဂျင့်တာယာလာမှာပါခမည်းမြင်သိခြင်းတို့စိတ်ဆူလန်းဆန်းလာမှာပါဥပြေဝအကောင်းရာဒုက္ခတိလာပါစေထုံးဦးပြီးတော့နောက်တစ်ရက်လက်တွင်းတို့ရောက်လာပြန်ပြီဒီရွက်ကတော့အရှိန်အောင်နှစ်မျက်နှာစလုံးကိုတုံးထား၏မိသားစုတစ်ခုကဥပြေဝတည်ဆုံသွားခြင်းအပေါ်မှာနှမျောတတ်တာလွမ်းဆွထားခြင်းဖြစ်သည် ငငယ်ကလေးကပေါင်းတင်လာကြပြီမယ်မပြောင်းလဲတဲ့နေ့ရက်စိတ်သက်ကိုလေးစားပါတယ်မတို့အတူတူကစားခဲ့တာတွေစာချက်ခဲ့တာတွေဖျားသွားခဲ့တာတွေအခုအတက်60ကျော်တဲ့အထိအောင့်မေ့နေတော့ပဲတစ်ချိန်မှာဒီဟာကိုအုပ်ချုပ်ခွင့်ရကျင်တယ်ဆိုတဲ့နေ့ရက်ဆန္ဒမတို့ရကြီးကောင်းတီထားကောင်းအောင်အနီးနားကြေးရွာတွေရမှာခေါင်းမော့နိုင်အောင်စံရီစပါးပေါ်များအောင်လှုပ်ပေးကျင်တယ်ဆိုတဲ့နေ့ရက်စိတ်သက်ကြောသားရင်သာမခွဲကြတဲ့နေ့ရက်အုပ်ချုပ်မှုဒါတွေကိုမြင်ရကြရနိုင်ရည်ရွယ်ခဲ့ရပါတယ်နေ့ရက်အုပ်ချုပ်မှုအောက်မှာနေခွင့်ရတဲ့ငါ့ကိုငါလည်းဂုဏ်ယူခဲ့တယ် ဒါပေမဲ့ငါစိတ်မကောင်းပါဘူးမိုးခေါင်နေတဲ့တက်ကလစ်တွေကိုတိုက်ဖြတ်ဖို့ကြိုးစားရင်နေတည်ဆုံးသွားခဲ့ပြီစောင့်နေပါငါတို့မောင်နှမလည်းနင်းနောက်ကိုလိုက်လာခဲ့မှာပါအခုဆိုငါမောင်ဖိုးလူလည်းနင်းတည်ဆုံးရခြင်းကိုတေလူမျောပါခံစားနေရတယ်ငါတို့လိုက်လာကိုစောင့်တော့ပြီးတော့နင်းချစ်တဲ့ငါတို့ကိုเจ้าရွာကြီးကိုအမလွန်ကဆောင်းလျှောက်ပေးနေရောစာဆုံးသွားရင်ကြောဘက်ကိုလှည့်ကြည့်လိုက်တော့ဟဲ့ကောင်ပြေဝမင်းငယ်ချင်းဖိုးလူတွေကဘာလို့ဖြစ်တာလဲမင်းကိုတိမ်မင်းကဘာလို့စောကြီးခေါ်သွားရတာလဲ ငါတို့အသေးသေးမတန်သေးတဲ့လူသားတယောက်အတွက်အသိမင်းကိုလုံးဝအခဲမကြည့်ဘူးလေမင်းဘာမှမပူနဲ့တကယ်ချင်းမင်းထားခဲ့တဲ့ရွာကိုငါတို့ဆောင်းချောက်မယ်ပြီးတော့မိုးခေါင်လုံးနဲ့ငါတို့ရွာကြီးချိန်သာပြည့်စေဖို့ငါအစွမ်းကုန်ကြိုးစားမယ်ငါ့ကိုယုံပါကွာမိုးဒီတစ်လုံးကြွေဖို့ငါအတက်တစ်ချောင်းကိုပေးရင်ပေးရပါသေးငါပေးရတယ်ခြေရွာနဲ့လူမျိုးကိုချစ်စိတ်မင်းတော့မပြင်းပင်မယ်ငါလည်းငါတို့ရွာသားတွေပူလောင်မှုမျက်ရည်တစ်ခါစီးရတိုင်းဆက်ဆက်ခံအောင်ရင်နာရပါတယ်ငါ့ကိုယုံတစ်ချိန်မှာငါတို့မင်းတို့ရဲ့ဆန္ဒလုံးဝပြေဝရမှာပါ ဒါပေမဲ့ငါရဲ့ဝိညာဉ်ကိုတော့အားဖြည့်ပေးနော်။မင်းရဲ့တကယ်ချင်းဖို့လို့လက်ထဲမှာစာရွက်ကိုတမိတမောကင်ရင်ကြောင်းမေးသွားမိသည်။စာပါအိပယ်တွေကိုနားမလည်ပါကြီး။အတန်ငယ်ညီသက်သွားပြီးမှလက်ထဲမှာစာရွက်ကိုချရင်တရွက်ကောက်ကင်လိုက်သည်။ဦးအတွက်ကျွန်တော်တို့စိတ်မကောင်းပါဘူး။ချောင်းနစ်တာအုပ်ချုပ်ခဲ့တဲ့ဦးကိုကျွန်တော်အနေနဲ့တရွာလုံးနဲ့ဝမ်းနဲ့မဆုံဖြစ်နေကြမှာပါစိတ်ချပါဦးနေရာကိုအစားထိုးအုပ်ချုပ်မဲ့ဦးယူဝကိုလည်းကျွန်တော်တို့အားလုံးယူသေးမယ်။ဘာပဲဖြစ်ကျွန်တော်တို့တွေဒီကိုးချောင်းရွာကြီးကိုကာကွယ်မယ်လို့ခရီးပေးပါတယ်။ ကိုးချောင်းရောင်ကာလာတမ်းရအဖွဲ့လက်တွင်းတို့နောက်တရွက်ထရောက်လာပြန်သည်ဒီသာရွက်ကတော့အုံနီကျန်းတွေပေးနေတဲ့ဖြစ်ခါကဖက်ရသည်ရက်ခတို့အဖွဲ့ကတော့ဂျင်းတဲ့နေမှာတေးချရဲရွာကိုသူတို့ခြေတယ်ဂျင်းတိုင်းခြေတယ်လို့ရပြီလေတေးချတာကတော့ဥမရှိရင်ရွာပိုင်းရေလောင်ကန်တဲ့ကရေကိုသူတို့လိုတလောက်တောင်းကြတော့မှာပဲဘယ်လိုလုပ်ကြမလဲအမှန်ကဥစားရက်ခတို့အဖွဲ့တေးရမှာဗျခိုးစီစာသုံးသားဒီနောက်မှာတော့အသက်ကိုပြင်းပြင်းရှူရင်ညီတက်သွားမိပြီတို့ပဲလေ လူတို့၏တဘာဝအတိုင်းတည်ကျင်မှုကိုအတော်မတန်နိုင်တဲ့ဖြစ်နောက်တစ်ရက်ထပ်ကင်ပြီးပါ၏ထိုစာရွက်ကတော့ခင်ဗျားမြန်မြန်သေးတာပဲကောင်းပါလေဗျာတကယ်တော့ခင်ဗျားကကျွန်တော်တို့အုပ်ချုပ်တဲ့လူမဟုတ်ဘူးအနိုင်ကျင့်တဲ့လူဗျာဘူးတီလာတည်သွားတာ၆နှစ်ရှိနေပြီဒါပေမဲ့ကျွန်တော်တို့ရွာကိုမိုးရွာအောင်ခင်ဗျားအခုချိန်ထိမစမ်းဆောင်နိုင်ဘူးကျုပ်တို့ကကြတော့နေတိုင်းရေခတ်ခိုင်းနေတောက်ရီကိုကြတော့ခွဲတန်းနဲ့ပြန်ခွဲပေးတယ်ခင်ဗျားအုပ်ချုပ်မှကျုပ်တို့မှရေတောင်ဝဝလင်လင်မတောက်ရဘူးဒီကြားတဲ့ရခတို့အတွက်ရေကိုတစ်လနှစ်ခါလောက်ပုံမှန်ခွဲပေးနေရသေးတယ် ်ခွဲပေးရမှာပေါ့ခင်ဗျားမှရခကိုမရှင်းနိုင်ပဲခင်ဗျားတက်ထားတဲ့ပညာတွေကိုတော့နှမျောတယ်ဒါပေမဲ့ပြင်းပြင်းထန်ထန်ပဲကောင်းပါလေဗျာစိတ်နှက်နောက်တစ်ရက်လဲဆက်မဖက်ချင်တော့ဒီရွာအကြောင်းဘာမှမသိသေးပေမဲ့ဖလှယ်ရတဲ့စာတွေရတာမန်ကြီးရွာဒီရွာကြီးဖြစ်တည်မှုထက်ထူးခြားနေရတော့သိကြသည်ပြီးတော့စိတ်ဝင်စားဖို့ကောင်းနေဒီမှာအဆိုပေါ်ရမရှိလက်ထဲမှာဆာရွက်ကိုချရင်ဤလစ်ဆိုတော့ကောင်းလေးကိုစူးစိုက်ကြည့်ကအခုသေးသွားဒီရွာရဲ့လူကြီးလားဟုတ်တယ်ကျွန်တော်တို့ခေါ်ရတော့ရွာသူကြီးပေါ့ ကောင်လေးကဆာရွက်များကိုတပုံစီပုံနေရာမှာအဖြည့်ပေးသည်အခုလိုစာရေးပြီးတုတ်တန်နေရာမှာတွန်းချက်ကြတာကရောဘာတဘောလဲကွာမရှင်းမလင်းဖြစ်နေတော့ခိတာကိုခတ်တော့တော့ပြေးလိုက်သည်ရိုးစင်မေးကိုကြတော့ကောင်လေးကလိုလိုချင်ချင်ဖြည့်ဤဒါဟောဒီချီရွာရဲ့ထုံးစံတစ်ခုပေါ့လူတယောက်တည်ဆုံးတာနဲ့အာတုပါချတဲ့နေမှာအခုလိုပဲတည်ဆုံးသူတော့ဝမ်းနေတာရေးပြီးတုတ်တန်နေရာမှာထိုးညက်ကြတယ်ဘယ်ကလေးကလုခဲ့တဲ့အစင်လာလဲတော့မသိဘူးရိုးစင်မျက်မှောင်ကြုံမိသွားပါသည်ကြားရသည့်စကားတွေကထူးသန်းနေပြီမဟုတ်ပါလား ခင်ဗျားလည်းဖတ်ကြည့်ပြီးသွားပြီပဲဘလို့လဲကျွန်တော်ပြောတာဟုတ်ရဲ့လားဟုတ်တော့ဟုတ်တယ်ဒါပေမဲ့ငါဖတ်ကြည့်ရတော့တော့ဝမ်းနဲ့သာကြီးပဲမဟုတ်တယ်လို့ပဲ Elias နောက်တစ်ချိန်ထပ်ပြောသည်ဘာများတော့မပြောဒါတကြီးတွေသွားလို့ဝမ်းနဲ့သာကြီးတလောက်များတာပါသာမန်ရွာသားတူးဆိုရင်တော့ဝမ်းနဲ့သာနည်းနည်းပါပဲစာရွက်ခောက်တွေဖြန့်ကစီနေတဲ့ကောင်လေးကိုကြည့်ပြီးမေးမိပြီမင်းကရောဒီစာရွက်တွေကိုဘာလို့စီနေတာလဲသင်ချာတော့ဟုတ်လေ ထို့စကားကြားတော့ဇေယျပံဝင်ခြင်းကိုနောက်တစ်ချိန်ထက်ကြည့်မိသည်တကယ်ဟုတ်လားဗျဇေယျကျမ်းပြင်တဲ့နေရန်တို့မှာမညီမညာရေးချစ်ထားသောတွက်ချက်မှုကဏ္ဍတွေကတက်သိခံနေသည်မဟုတ်ပါလားတစုံတရာမေးမိဟန်ပြုပြီးမှမမေးပြစ်ပဲဒရွေးကိုယ်လာမြို့ချမိသည်လေကြောင်းတစ်ချောက်အပူကဆင်းသွား၏ထိုအခါမှခန္ဓာကိုယ်ကရေတပောက်ကိုလိုက်လိုက်မမောတောင်းတနေတဲ့ဖြစ်ကြောင်းတတိပြန်ဝင်သွားသည့်ကြောင့်ကောင်းလေဒီနားမှာရေလေးတစ်ခွက်လောက်မရနိုင်ဘူးလားသူ့စကားကြောင့်အီလင်းမှာဟာပပတ်ကြီးပါ၏ရေဟုတ်လား ခင်ဗျားတော်တော်ကြီးရတဲ့လူပဲခုနအာတုဘလာပို့တဲ့လူတွေဝိုင်းဟော်ကြတဲ့စကားတွေကိုမကြားဘူးလားရိုးစစ်မျက်မှောက်ကုန်ပြီသွားတော့ရေရှားတယ်လို့ပြောအောင်မလားရေငက်ပြီးတေချာအောင်မလားဆိုတာလေရိုးစစ်မမှီတယ်လို့ကောင်းချင်းပြလိုက်တယ်ဒီရွာမှာမိုးမရွာတာ6နှစ်ရှိပြီဟေးဟုတ်တယ်မိုးမရွာတာ6နှစ်ရှိသွားပြီချက်ချင်းပဲခုနဖတ်လိုက်ရတဲ့စာနာတရက်ကိုတတိယမိသည်ဖတ်တော့ငါတော့မယုံတဝက်ယုံတဝက်ချိန်သားတွေမိုးကောင်းတာတွေကိုဖတ်တာဖတ်လိုက်ရတယ်သိမယုံချင်နားလဲနားမလဲဒါပေမဲ့ဘာဖြစ်လို့လဲ ်ကျိန်သာတိုက်ခတ်တာရလို့စာထဲမှာတည်ထားပြီးသားဖြစ်ပေမဲ့သူ့ဘက်ကဟောင်းလောင်းပွင့်သွားတယ်အော်ဒီဖြစ်သွားတော့သူ့ပုံတန်ကိုကြည့်ရအောင်လေးကကဲပါဒါယူထားလိုက်ပါအခုလောတဲ့ခမရေးချပြဖို့ကျွန်တော်ကူညီပေးပါမယ်ပြပြဆိုဆိုကောင်လေးကဇေယျတနေအောင်ရှောင်းလန်းသွားတယ်ထိုနေရာမှာကောင်လေးတိုလီမိုလီပစ္စည်းများထားရှိရနေရာဖြစ်နိုင်ပါသည်စောက်အဟောင်းတွေရေဘူးပုံတွေပကံခွက်ရောက်ဆုပ်ပြက်တွေအဝတ်စားအဟောင်းမြေတွေမိတွေ့ခဲ့တဲ့သူအစတွေစုံကနေတို့ထဲကမှကောင်လေးကဘူးတိရောက်တလုံးကိုဆွဲထုတ်လာပြီး ပြော့ခမည်းတော်ယောက်စာတော့ရမှာပါဘူးဒီကိုဥတိုင်းနှွားအ၆ခံထားတော့ကြေးလက်ရေဘူးတစ်မျိုးဖြစ်သည်အဖုံးဖွင့်ကြည့်လိုက်တော့လက်နှက်စစ်ပမာဏလောက်တော့ရေဒူးတဲ့တစ်ခုကိုတလုံးလုံးတွေ့ရတယ်ရိုးစစ်အငမ်းမရမောချလိုက်တော့ဖြည်းဖြည်းတောက်ပြအတီးနေအောင်မယ်ဦးလန်းကြောင်းတစ်လျှောက်အေးမြတ်တန်းဆင်းသွားသည်ဖေဒနာရှင်ကောင်လေးကနဘေးတွင်ရက်ကငငယ်မမွတ်တောက်နေသောသူ့ပုံစံကိုကြည့်ရင်ဘာရောစာနေသေးလားဘိုက်ဆိုင်ရင်တော့ကျွန်တော်မှစားကြရမရှိတော့ဘူးရပါလေ ဘူးရီကြောက်ကိုချကအရွှေပြန်ပြီးတော့ကောင်လေးကကောင်းတစ်ချက်ညှိတယ်။ရေအဝတောက်လိုက်ရသည့်ကြောင့်လားမသိ။ညက်ခွန်တို့လေးလံလာသည်ထင်မိသည်။ခီးပင်ပန်းမှုမောဟိုက်နွမ်းနယ်မှုတွေနဲ့လူကချက်ချင်းဆိုလိုထုံနှိုင်းနှိုင်းဖြစ်သွား၏။ဒါကိုကောင်လေးကရိပ်မိသည်ထင်သည်။ခီးပန်းလာတာပဲဗျာခဏလောက်ဖြေလိုက်ပါလား။အားပြန်ပြေးတာ။ရိုးစစ်ကောင်းချိန်မိလိုက်လားမသိ။ဒါပေမဲ့ကောင်လေးအကြောင်းကိုလည်းယခုတက်ပိုသိကျင်နေသေးသည်။တို့တဲ့ကြောင့်အခုလိုကူညီတာကျေးဇူးများကြီးတင်ပါတယ်ကွာ။ပြပြဆိုဆိုကောင်လေးရှိကိုလက်ထိုးပြီးတော့ရပါလေ။ လက်ကိုပြန်လဲဆုပ်ကန်လိုက်တော့အထီးတွေ့အောင်မှာခဏတာလွင်မြောသွားတယ်ထင်မိတယ်ပြီးတော့မှအော်